ိုးမှာရှိတယ်ဒါအကြီးဆုံးထောင်ပေါ့နော်ချုပ်သားရထားတဲ့နေရာကိုသွားနေတာပေါ့နော်ဒီနေ့ကကျွန်တော်မထင်မှတ်ဖဲနဲ့ပေါ့နော်ဒါဂျိုးကလန်းမှာရှိတယ်အကျဉ်းထောင်တစ်ခုကိုဒါသွားရောက်ဖြစ်ခဲ့ပါတယ် သွားတဲ့ကိစ္စကလည်းဒါတငယ်ချင်းတယောက်ပေါ့နော်ဒါထောင်ဝင်စားသွားတွေ့တာပေါ့နော် overskate ဖြစ်သွားတဲ့အခါမျိုးမှာ overskate ကြောင့်ဒီလိုမျိုးဖမ်းခံရတဲ့အချုပ်ကနေတဆင့်ထောင်ဝင်ရောက်သွားတဲ့အခါမှာသူတို့ကိုကျွန်တော်တို့ဘယ်လိုမျိုးသွားတွေ့လို့ရမလဲအထက်ကိုဘယ်လိုဝင်ရလဲပေါ့နော်ဒါလေးတွေကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာမျှဝေပေးသွားပါမယ်စိတ်ဝင်စားရဆိုရင်တော့ like ကြည့်ပေးပါဗျာ ကျွန်တော်နေတဲ့ဒီစီနိုင်းကနေကလွမ်းကိုဒါကျွန်တော်2နာရီလောက်အထိပေါ့နော်ကားမောင်းရတယ်2နာရီ45မိနစ်လောက်ထိမောင်းရတယ်ဒီကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ပါလာတဲ့သူတွေရဲ့ဒီကားပေါ်မှာလည်းနေလို့မရဘူးပေါ့နော်ပါလာတဲ့သူတွေရဲ့ဒီ passport လေးတွေစစ်တယ် passport စစ်တယ် permit တွေပါတယ်သူတို့စစ်တယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့အထက်အတွင်းထဲကိုဝင်ဖို့ပေါ့နော်သူတို့စီမှာဖောင်လေးတွက်ဖြစ်ရတယ်အချင်းဆောင်ကြနေတဲ့သူရဲ့နာမည်ပြီးတော့မှသူ့ရဲ့ body number ပေါ့နော်ဒါနဲ့ကျွန်တော်တို့ appointment ယူထားတဲ့ရက်စွဲနဲ့ဒါတခါလေသူတို့ဖောင်ကြည့်လိုက်တယ်ရှိတယ်ဆိုတာနဲ့ကျွန်တော်တို့ဒါပေးဝင်တယ်ပေါ့နော် အဲအတွင်းထဲဒီကိုကျွန်တော်တို့သွားလို့ရတယ်ဒီအတွင်းထဲကြတော့သူတို့အထက်မှာတွေ့ဖို့အတွက်ကျွန်တော်တို့ကောင်တာတစ်ခုကိုရောက်သွားတယ်ကောင်တာရောက်သွားတဲ့ခါကျတော့ဒီမှာပေါ့နော်ဒီ side wreck လေးနဲ့ဒါ side wreck လေးမှာကျွန်တော်တို့ဖောင်ပြရတယ်ဒီဒီထဲမှာကျတော့ဒါသူ့ရဲ့ Facebook အဖေပေါ့နော်ဒီအောက်မှာသွားတွေ့မဲ့လူရဲ့နာမည်အဲပြီးတော့မှသူ့ရဲ့ passport number ပေါ့နော်ဒါလေးတွေဖောင်လေးတွေဖြည့်ရတယ် ဖြစ်ပြီးတော့မှကျွန်တော်ဖောင်သွားထက်ကြတယ်ပေါ့နော်ဒီထက်ကိုရောက်လာပြီးမှကျွန်တော်တည်သွားတဲ့အချက်ကဘာလဲဆိုတော့ပေါ့နော်အဲကျွန်တော်မိတ်ဆွေတွေအနေနဲ့ပေါ့နော်ဒီလိုမျိုးဒါမလေးရှားနိုင်ငံရဲ့ဒီဥပဒေရေးရာနဲ့ပတ်သက်တဲ့အရာတွေဒီလိုမျိုးနေရာတွေကိုသွားမယ်ဆိုရင်ကျွန်တော်တို့မလေးစကားကျွမ်းကျင်ချင်တက်တဲ့သူတယောက်ကတော့ပါဖို့လိုပါတယ်ဗျအဲစကားပြောတဲ့ဆိုတဲ့သူတယောက်တော့လိုအပ်ပါတယ်ကျွန်တော်တို့ပုံစံမျိုးနဲ့သွားမယ်ဆိုရင်လုံးဝအဆင်ပြေမှာမဟုတ်ပါဘူးဗျကျွန်တော်တို့ဒီလိုက်ပြီးတော့မှဝန်ဆောင်မှုလုပ်ပေးတဲ့အကိုပါလို့ပေါ့နော်ကျွန်တော်တို့တော်တော်လေးအဆင်ပြေသွားတယ်အထဲမှာလည်းဒီဖောင်တေနာဘာညာတွေရအစပေါ့နော်သူတို့စကားတွေကတောင်းတန်းကို ကျွန်တော်တို့နားမလဲဘူးပေါ့เนาะတအားမြန်တယ်ပြီးတော့လဲထက်ခါထက်ခါမိကုန်းနေမေးမယ်ဆိုလို့ရှိရင်လဲတို့ကဒီဝန်ထမ်းတွေဖြစ်နေတော့မကြိုက်ကြဘူးပေါ့เนาะအဲ့တော့အဲ့အချက်လေးတွေတော့ရှိတယ်အထက်မှာဝင်တွေးတဲ့သူကဒီဖုန်းနေပါညာအကုန်လုံးထားခဲ့ရတယ်။ဘာပဲပေးလို့ရလဲဆိုတော့ဒီပတ်ဆက်ပဲပေးလို့ရတယ်ပေါ့နော်။ပေးလိုက်တယ်ဆိုလို့ရှိရင်သူ့အတွက်ဘလို့အဆင်ပြေရလဲဆိုတော့သူဖုန်းကက်လို့ဖုန်းစင်ကက်ပါညာသူအထက်မှာပြန်ပြီးတော့မှဈေးဝယ်လို့ရတယ်။ ကျွန်တော်ထင်ထားတာကပေါ့နော်ဒီပတ်ဆက်ပေးလိုက်ရင်ဒီအထဲထောင်ထဲမှာကြောက်နေတဲ့သူကဘယ်လိုသုံးရမလဲလို့အစားထင်ထားတာပေါ့နော်အထဲမှာလည်းသူတို့ကပြန်ပြီးတော့မှဈေးဝယ်လို့ရတယ်ဗျာဘယ်လိုပြောလဲဆိုကျွန်တော်တို့ကဒီကထောင်ဝင်စားသွားတွေ့ရတဲ့သူကပတ်ဆက်ပေးလိုက်တယ်ပြီးရင်အထဲမှာပေါ့နော်သူအိမ်ကြီးလို့ချင်းအိမ်ကြီးနှစ်ထဲဆိုနှစ်ထဲပေါ့နော်ဘောင်းမီနှစ်ထဲဆိုနှစ်ထဲအဲ့အရာကင်းဆိုအရာကင်းပေါ့နော်အထဲမှာကျွန်တော်တို့ဒီကပေးလိုက်တဲ့ပတ်ဆက်နဲ့သူတို့ကပြန်ပြီးတော့မှဝယ်ပြီးတော့သုံးရတယ်ပေါ့နော်ဒီလိုကျင်းထောင်ကြနေတဲ့သူတွေကအထဲမှာပေါ့နော် ါဘာမှမရှိတဲ့အတွက်ဒီကျွန်တော်တို့ပေးတဲ့ပတ်သက်လေးနေဝယ်ပြီးတော့မှသူတို့အဆင်ပြေပြေလေးနေရတယ်ပေါ့နော် ထောင်ဝင်သားတွားတွေ့တဲ့အပေါ်မှာကျွန်တော်တို့အရေးကြီးတဲ့အချက်ကရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ဗောနော်ကျွန်တော်တို့ appointment မယူခင်ဗောနော်သူ့ရဲ့နာမည်ဗောနော်အဖမ်းခံထားရတယ်သူ့ရဲ့နာမည်ကိုကျွန်တော်တို့သိဖို့လိုတယ်ပြီးတော့မှသူ့ရဲ့ body number ဗောနော်ဒီနှစ်ခုသိမှကျွန်တော်တို့ appointment ယူလို့ရမှာဖြစ်ပါတယ်။ထောင်ဝင်သားတွားတွေ့မဲ့သူတွေအတွက်ဗောနော်အတွေ့အကြုံတစ်ခုအနေနဲ့အရေးကြီးတဲ့အချက်တွေကဘာလဲဆိုတော့ကျွန်တော်တို့ appointment ယူတဲ့အခါမှာအဲတွားတွေ့မဲ့သူရဲ့နာမည်နဲ့တခါတည်းဗောနော်သူ့ရဲ့ဆွေမျိုးတော်ဆက်ပုံတခါတည်း အဲအဲ့လူရဲ့နာမည်ကိုတခါတည်း appointment ယူထားဖို့လိုတယ်။နောက်တစ်ခုကကြတော့စကားကြွန်းကြွန်းချင်းချင်းနဲ့ပြောတတ်ဆိုတတ်သူတယောက်ပေါ့နော်။ live ပေးတဲ့သူတယောက်လိုအပ်တယ်။အဲနောက်တစ်တစ်ခုကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့အချိန်တိကျဖို့လိုတယ်ပေါ့နော်။ကျွန်တော်တို့ appointment ယူတဲ့ကသူတို့ကဒီချိန်ဒီချိန်ရောက်အောင်လာခဲ့ပါဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့သူတို့ပြောတဲ့အချိန်ကိုကွက်တိရောက်အောင်တော့သွားဖို့လိုတယ်ပေါ့နော်။အချိန်နောက်ကျမှရောက်သွားတာမျိုး ဒါဆိုရင်စောတာတော့ကိစ္စမရှိဘူးဗျာစောင့်နေလို့ရတယ်အချိန်နောက်ကျမှရောက်သွားတဲ့ဟာမျိုးဆိုလို့ရှိရင်လောကကန်ဆယ်ဖြစ်သွားတယ်တွေးခွင့်မရဘူးပေါ့နော်ဒီလိုမျိုးလေးရှိပါတယ်မလေးရှားမှာရောက်နေတဲ့ကျွန်တော်တို့မြန်မာပြည်ထဲမှာလည်းဒီလိုမျိုးပေါ့နော်အော်ဘရာဇီကြောင့်ပေါ့နော်အဖမ်းဆီးဖြစ်တဲ့အခါမျိုးမှာဒီလိုမျိုးကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေကိုယ့်ရဲ့ဒါဆိုမျိုးသားချင်းတွေကိုသွားတွေ့ကျင်တယ်ဆိုလို့ရှိရင်တေချာနဲ့လှုပ်ပေးတယ်ပေါ့နော်စိတ်ချရတဲ့အကူတယောက်ရှိပါတယ်သူ့ရဲ့အကောက်ကိုလည်းကျွန်တော်ကဒီ comment မှာ အကောင့်လေးချပေးထားပါမယ်သူစီမှာဆိုရင်ဒါမေးလို့ရပါတယ်သူကလူလူရောကားဘောเนาะအကုန်လုံးလိုက်လို့ပေးပါတယ်ဒါအရဒါလေးကကျွန်တော်ကြားညက်ပြီးပြောပြပေးလိုက်တာပေါ့နော်။ကိုမိတ်ဆွေတွေမှာလည်းဒီလိုမျိုးဒါအချင်းထောင်ကြနေတဲ့သူတွေရှိလို့ရှိရင်ဒီလိုမျိုးလေးတွားပြီးတော့တွေးလိုက်တာလေးကသူတို့အတွက်ဒါတော်တော်လေးအဆင်ပြေတွားတယ်ဆိုတာလေးကိုသိလိုက်ရပါတယ်။အဲ့တော့ကျွန်တော်ဒီနေ့တွားခဲ့တဲ့အတွေ့အကြုံလေးနဲ့အကြောင်းအရာလေးကိုပြန်ပြီးတော့မှဒီကမိတ်ဆွေတွေကိုပြန်ပြီး sharing လုပ်ပေးတာဖြစ်ပါတယ်။ အော်ကြည့်ရှုပေးတဲ့တငယ်ချင်းတယောက်ချင်းတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်အသိကျင့်တဲ့အကြောင်းအရာလေးရှိလို့ရှင်လဲ comment မှာရေးခဲ့ပေးပါကျွန်တော်ကတော့ဇင်ကြီးပါနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ဗျာ